အားလုံးပဲမင်္ဂလာပါရှင်။ BM Daily Report ကနေစက်တင်ဘာလ16ရက်နေ့မှာပြောပြပေးမယ့်ဖြစ်စဉ်လေးတွေကတော့လိုင်သာယာမြို့နယ်တွင် ပြူစောထီအဖွဲ့တွေကိုဆစ်လွတ်တာစစ်မှုရန်လူငယ်တအူးလျင်30ဈေးပေါက်2026ခုနှစ်မတ်လ9ရက်ကျင်းပမည်နီပေါ်ရွေးကောက်ပွဲအကြောင်းထိုင်ဦးထောင်တွင်နိုင်ငံရေးအကျဉ်းသားများ၏ကျန်းမာရေးနှင့်အစားအသောက်အလွန်ဖိနှိပ်ခံနေရ ဆရာနာသိန်းသည့်နှစ်ဖြစ်စဉ်ပြေဆုံးကိုတရားရုံးတွင် သမရအဝင်းမြင့်ကမှတ်တမ်းတင်ထွက်ဆိုထားစတဲ့အကြောင်းအရာများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဦးဆုံးအကြောင်းအရာကတော့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်တွင်အနောက်ပိုင်းဥက္ကဋ္ဌထွန်းထွန်းလင်းနှင့်အရှေ့ပိုင်းဥက္ကဋ္ဌအောင်ဘော်တို့ကစစ်မှုထမ်းပေါ်တာဆွဲရန်လူမိုက်နယ်ပြူစောထိအဖွဲ့ဆယ်ဘွဲ့တက်မင်းဲကိုဆင်လွတ်ထားကြောင်းလှိုင်သာယာမြို့အခြေဆိုင်ကင်းတောက်တရင်ရင်မြစ်နယ်ရဲတရင်ရင်မြစ်တို့ချို့ကပြောဆိုပါရတယ်။ လိုင်းသာယာမြို့နယ်အနောက်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်2024ခုနှစ်ဒီဇင်ဘာလကတည်းကလူမိုက်နယ်ပြူစောထီများကိုစစ်မှုထမ်းစုဆောင်ပေးရန်အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကခေါ်ယူတွေ့ဆုံခဲ့ကြောင်းရင်းနောက်တကုံအေယာအဝေးပြေးဝင်ကားမှတ်တိုင်းလှေစိတ်ဘရင်နောင်တရားအနီးပါဝင်လိုင်းသာယာမြို့နယ်တဝမ်းတွင် လူမိုက်နယ်ပြူစောထီအဖွဲ့ဆယ်ဖွဲ့ထက်မနည်းကိုစစ်မှုထမ်းဖြစ်လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးစုဆောင်ပေးရန်ဆေလွှတ်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည် ထို့သောစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးရရှိရင် လူစားတို့အယောင်းဝယ်လုပ်ခြင်းစစ်မှုထမ်းခြေကောက်ယူခြင်းများကိုသက်ဆိုင်ရာရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုအဖွဲ့များနဲ့ပူးပေါင်းလှုပ်ဆောင်ခွင့်ပေးထားပြီးလူငယ်တအူးဖမ်းဆီးရရှိရင်ငွေကြက်အနည်းဆုံး15သိန်းမှသိန်း30အထိရရှိကြကြောင်းသိရှိရပါတယ်ရှင်။လူငယ်တအူးဖမ်းဆီးရလို့ရှိရင် ထွေအုပ်ယုံနဲ့စစ်သားစုဆောင်ရေးတပ်တွေကိုပို့တယ်။ပြီးမှလူလိုတဲ့ရက်ကွက်ကနေပြန်ဝယ်တာမျိုးလုပ်ကြတယ်တအူးကိုအနည်းဆုံး15သိန်းရတယ်။ ဖမ်းပြပို့ပေးတာနဲ့15သိန်းချက်ချင်းရတာအဲ့ဒီတော့လှိုင်းတရားမှာလူဖမ်းစားတဲ့အဖွဲ့တွေပေါ်လာတာအခုတိတလောက်10ဖွဲ့အ ਨੇ ဆုံးရှိတယ်တကုံအရာအဝေးပြေးဝင်းမှလည်းရှိနေတယ်တချို့အဖွဲ့ကတက္စီတွေနဲ့တချို့အဖွဲ့ကအိမ်စည်းကားတွေနဲ့ပတ်နေကြတာလို့လှိုင်းတရားအခြေဆိုင်ကင်းတော့အဖွဲ့တစ်ခုမှတာဝန်ရှိသူကရှင်းပြပါတယ်လှိုင်းတရားအခြေဆိုင်ရဲတရင်ရင်မြက်ကလည်းလှိုင်းတရားမှာပေါ်တာဆွဲဖမ်းဆီးခံရသူလူငယ်အများစုမှာအေအော်ဒီတိုင်းမှာလာတဲ့လူငယ်များဖြစ်ကြပြီး လူမိုက်နဲ့ပြူစောတိများကအ धिक ရှာဖွေဖမ်းဆီးကြကြောင်းနေ့စဉ်လူငယ်၃ဦးမှ၅ဦးထိနိုင်တာမြို့နယ်တဝန်းတွင်ပေါ်တာဆွဲဖမ်းဆီးခံရရကြောင်းသိရှိရပါတယ်။အုပ်ကြီးတွင်လည်းရဲဘက်ကအမှုခင်းရှိတဲ့သူအစည်းအဝေးစီရင်ဖမ်းမိတဲ့လူလောက်ပဲရတာအ धिक စစ်မှုထမ်းရဖို့ရှာတာကကင်းပတ်တဲ့အဖွဲ့လူမိုက်နဲ့ပြူစောတိတွေကဖမ်းတာများတယ်။ငွေကြေးအယောင်းဝယ်တွေကတော့သူတို့အချင်းချင်းကြားမှာလောက်ကြတာအုပ်ကြီးတွေက ရက်ွက်တွေမှာစစ်မှုထမ်းကြီးကောက်တယ် လူရလာရင်ရတဲ့လူကိုအုပ်ကြီးဖွဲ့တွေကပြန်ဝယ်တယ်။အခုတော့ပေါက်ဈေးကစစ်မှုထမ်းလူငယ်တဦးကို390ပေါက်တယ်လို့ရဲတရင်ရင်မြက်ကဆိုပါတယ်။လိုင်တာမြို့နယ်တွင်လူမိုက်နဲ့ပြူစောထီးများကလူငယ်များကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခွင့်ကိုအနောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထွန်းထွန်းလင်းနဲ့အရှေ့ပိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအောင်ဘော်ကတရားဝင်ခွင့်ပြုပေးထားကြောင်းဖမ်းဆီးရရှိလျင် မြို့နယ်ထွေအုပ်ဖွဲ့ထံသို့အတိပေးရောင်းကြရကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့နေပေါ်အစိုးရပြုတ်ကျသွားပြီးဆူရှိလာကာကီဂျားဖြတ်အစိုးရဝန်ကြီးချုပ်ဖြစ်လာပြီးနောက်အစိုးရအသစ်နဲ့လွှတ်တော်အသစ်ထူထောင်ရေးလာမယ့်2026ခုနှစ်မတ်လ9ရက်တွင်ရွေးကောက်ပွဲကျင်းပမယ်လို့နေပေါ်သမရရန်ချန္ဒရာပေါ်ဒရယ်ကကြေညာကြောင်းရိုက်တာသတင်း၌ဖော်ပြထားပါတယ်။လက်ရှိလွှတ်တော်ကိုလည်းတရားဝင်ဖြတ်သိမ်းပြီးဖြစ်ကား ဂျားဖြတ်အစိုးရအနေနဲ့6လတာအတွင်းကူးပြောင်းရေးတာဝန်ကိုအဓိကထမ်းဆောင်သွားမယ်ဖြစ်ကြောင်းသိရပါတယ်။နီပေါ်၌ဝင်ကြီးချုပ်ဟောင်းအိုလီအင်ဂါနစ်ကနှုတ်ထွက်ပြီးနောက်အကြမ်းဖက်မှုများရော့ကျသွားခဲ့ပြီးနိုင်ငံတော်ဝန်ဆန္ဒပြပွဲများလည်းယခုအခါပြန်လည်ရုပ်သိမ်းနေကြပြီဖြစ်ပါရဲ့။ယမန်နေ့မှစ၍လူဦးရေတန်း30ရှိသောတရုတ်နဲ့အိန္ဒိယကြားရှိနီပေါ်နိုင်ငံသည်ပုံမှန်အနေထားသို့ပြန်လည်ရောက်ရှိလာခဲ့ပြီးခထမန်ဒူမြို့တော်၏နေရာအများစု၌ ဈေးဆိုင်များပြန်လည်ဖွင့်လှစ်ခဲ့ကတားမြစ်အမိတ်အချို့ကိုလည်းရက်ဆိုင်လိုက်တယ်လို့ရင်များလမ်းများပေါ်သို့ပြန်လည်ထွက်ခွာလာကြပါတယ်။ဆန္ဒပြပွဲများအတွင်းအကြမ်းဖက်ဖြိုခွင်းမှုများကြောင့်တိတ်ဆုံးခဲ့ရသူများရဲ့မိသားစုဝင်များသည်ခထမန်တူရှိဝင်းကြီးချုပ်နေအိမ်ရှိဆူဝေး၍တိတ်ဆုံးသူများအားနိုင်ငံအတွက်အသက်ပေးလူသူများအဖြစ်တိမှတ်ပြုပေးရတဲ့ရောချင်းငွေပေးရန်တောင်းဆိုနေကြကြောင်းတချို့မှာတောင်းဆိုချက်များမပြည့်မီမချင်း ရင်ခွဲရုံမှရုပ်အလောင်းများထုတ်ယူရန်ညင်းဆိုနေကြကြောင်းရိုက်တာသတင်း၌ဖော်ပြထားပါသည်။ဒီဘောနိုင်ငံသည်2008ခုနှစ်တွင်ဘရင်စနစ်ဖျက်သိမ်းပြီးနောက်နိုင်ငံရေးနဲ့စီးပွားရေးမတည်ငြိမ်မှုများနဲ့ရင်ဆိုင်နေရသလိုအလုတ်ကင်ရှားပါမှုကြောင့်လူငယ်တန်းပေါင်းများစွာသည် ရှေ့လေပိုင်းတောင်ကိုရီးယားနဲ့မလေးရှားကဲ့သို့သောနိုင်ငံများ၌အလုတ်ကင်ရှားဖွေရန်ထွက်ခွာနေကြပါသည်။ဒီဘောအစိုးရအဖွဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းများပိတ်ပင်ကြရမှာ စတင်ခဲ့တယ်။ဂျန်စီလှုပ်ရှားမှုလို့လူသိများတဲ့ရင်းလှုပ်ရှားမှုတွေအနည်းဆုံးလူ90ကျော်သေဆုံးပြီး1300ကျော်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဗကိုးတိုင်းဒိုက်ဦးထောင်တွင်နိုင်ငံရေးအကျဉ်းသားများနေမကောင်းဖြစ်လျင်ဈေးတစ်ခါထိုးငွေ1000ကျပ်ပေးရပြီးငွေမပေးလျင်တောက်ဆေးပင်မပေးကြောင်းနိုင်ငံရေးအကျဉ်းသားအတိုင်းဝိုင်းစီမှသိရှိရပါတယ်။ဒိုက်ဦးမြို့နယ်စိုက်စကောထောင်တွင်နိုင်ငံရေးအကျဉ်းသားများ နေမကောင်းဖြစ်လျင်ဖျားကြစေပါရာစီတမောမှဆ ảy ၍ဝယ်ယူတောက်နေရကြောင်းကျမ်းမာရေးဆိုးရွား၍ဆေးထိုးလိုပါကဆေးတခါထိုးလျင်ငွေကျပ်တထောင်ခန့်အထိပေးနေရကြောင်းပတ်စံမပေးနိုင်လျင်ဆေးကုသမှုမရကြောင်းသိရှိရပါတယ်ဖျားလို့ဆေးထိုးရင်တခါထိုးတစ်လုံးတထောင်ပေးရတယ်ဘယ်ဆေးမှအလကားမရဘူးကြိုက်ခဲလို့ဆေးတစ်လုံးလောက်တောင်းတောက်ရင်တော့ငွေမပေးရင်လုံးဝမထုတ်ပေးဘူးကျမ်းမာရေးစောင့်ရှောက်မှုမရဆေးဝါးကုသမှုမရဘူးလို့အချင်းထောင်တဲ့နိဆက်သူတဦးစီမှကြားသိရပါတယ် အပြင်အကျဉ်းသားများကိုကျွေးမွေးတဲ့ထမင်းများမှလည်းတစ်နှစ်တခြားလွန်ဆိုးရွားလာကြောင်းထမင်းထဲတွင်ကြောက်ခဲများမျက်သီးများပါပါဝင်နေပြီးထမင်းကိုနတ်အောင်ချက်မကျွေးတော့ကြောင်းနိုင်ငံရေးအကျဉ်းသားများမှအစားအစာစားသုံးရမှုအဆင်မပြေသည့်ပြင်ဆေးဝါးကုသခွင့်မှာဆုံးရှုံးနေတဲ့အတွက်အသက်မဆုံးရှုံးသင့်ပဲဆုံးရှုံးနေကြရကြောင်းကိုသိရှိရပါတယ်ဒိုင်ဟူအကျဉ်းထောင်တွင်အကျဉ်းသားများအတွက်ဈေးအောင်ချပေးတော့လဲဈေးနှုန်းများမှာလွန်ကြီးမြင့်နေကြောင်း ကျပ်ဥတလုံး2000ကျပ်ပေါင်မုံတစ်ထုပ်1000ကျပ်ဖြင့်ရောင်းချနေပြီးဈေးများမတန်တဆတင်ရောင်းချနေသဖြင့်ဝယ်မစားနိုင်သူများကြောင်းမိသားစုကပို့ဆောင်တဲ့ပါဆက်ဟင်းများကိုလည်းပြန်နှွှဲခွင့်မပေးတဲ့အတွက်မှုတ်တက်၍ပါဆက်ဟင်းများလွှင့်ပြစ်နေရကြောင်းသိရှိရပါတယ်။အင်းစိန်ထောင်မှာဆိုဒန်နီတွေချထားပေးပြီးနှွှဲစားခွင့်ပေးပါတယ်။အစားဆင်းရဲဆေးဝါးမရှိနဲ့မတည်တည်အောင်ဖန်တီးနေတယ်လို့ဖြစ်နေပါပြီ။ထောင်တော်တော်များများမှာထမင်းတို့ဟင်းတို့တွေကျွေးတဲ့အပြင်တစ်ခါတလေ လောက်တက်တာတွေပါကျွေးလာတယ်။ခုစိုက်စကောနိုင်ချင်းမျိုးသမီးဆောင်မှာပါဝါဘတ်မိတယ်ဆိုပြီးသုံးပွင့်နဲ့အရာရှိမျိုးသမီးကမဟုတ်မမှန်ဆွတ်ဆွဲလောက်ကြံပြီးနိုင်ချင်းမျိုးသမီး6ဦးကိုလည်းတိုက်ပိတ်ထားပါတယ်လို့အကျဉ်းထောင်နဲ့နီးစပ်သူတဦးစီကသိရှိရပါတယ်။ထို့သောအကျဉ်းထောင်တွင်ဖိနှိပ်သည့်ဖြစ်စဉ်များကိုထောင်တွင်းစစ်ဆေးရေးဝင်သည့် ICRC ကမ္ဘာ့ကြက်ချင်နီအဖွဲ့အစည်းထံသို့သတင်းပို့ရန်ကြိုးပမ်းတဲ့နိုင်ငံရေးအကျဉ်းသားများကိုလည်းစစ်တပ်ကတိုက်ပိတ်တဲ့ပြစ်ဒဏ်များ ဇက်တိုက်ချမှတ်နေကြောင်းအကျဉ်းသားများ၏အခက်အခဲကိုတင်ပြခွင့်လုံးဝမရှိတဲ့အစိုးဆုံးအခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်းနိုင်ငံ၏အကျဉ်းသားအတိုင်းဝိုင်းကပြောဆိုထားပါတယ်ရှင်။နောက်ဆုံးအကြောင်းအရာအနေနဲ့အကြံဖက်စစ်တပ်ကစစ်အာဏာသိမ်းတဲ့နေ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နနက်9:00နာရီချိန်ဗိုလ်ချုပ်နှုတ်ဦးကသမရအဝင်းမြင့်ကိုဖမ်းဆီးပြီးကျမ်းမာရေးအကြောင်းပြနှုတ်ထွက်စာလက်မှတ်ထိုးရန် PR ပေးခဲ့တော်လဲ က်မှတ်မထိုးပဲအသေးခံမယ်လို့သမရဝင်းမြင့်ကညင်းဆိုခဲ့ကြောင်းသိရှိရပါတယ်စစ်တပ်ကဆွဲဆိုတဲ့အမှုများနဲ့ပတ်သက်ပြီးနေပြည်တော်စပြုတိရီမြို့နယ်တရားရုံးတွင်2021ခုနှစ်အောက်တိုဘာလ12ရက်နေ့ထွက်ဆိုစဉ်သမရဝင်းမြင့်ကဆက်အနာတိန်နဲ့နေ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ဖြစ်စဉ်များနဲ့ပတ်သက်ပြီးအထက်ပါအတိုင်းမချွင်းမချံပြန်လည်ထွက်ဆိုထားခြင်းဖြစ်ကြောင်းတရားရုံးထွက်ဆိုချက်မိတ္တူများအရသိရှိရပါတယ်2021ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့နနက်၅နာရီအချိန်ခန့်တွင်သမရဦးဝင်းမြင့်နေထိုင်ရာ နိုင်ငံတော်သမရအိမ်တော်အခန်းသို့အကျန်းဖက်စစ်တီတော်များဘဲဘက်နဲ့ညာဘက်တို့မှရောက်ရှိလာခဲ့ကြောင်းယင်းနောက်သမရဦးဝင်းမြင့်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းယင်းနောက်ညာဝဲအိမ်ကြီးဖြစ်ဖြစ်နေသောသမရဦးဝင်းမြင့်ကိုစစ်တပ်က၎င်းတို့ရှေ့တွင်အိမ်ကြီးလဲစေခဲ့ပြီးသမရယုံဘက်သို့ခေါ်ဆောင်ခဲ့ကြောင်းသိရှိရပါသည် ။တမနာအဝင်းမြင့်ကတောင်းနေကြဆေးများကိုလက်ဆွဲအိတ်အတွင်ထည့်ပြီးဖျားကန်းသို့သွားကရုတ်ဖက်နေကြတရားစအုံများယူဆောင်ခဲ့ကြောင်းထို့နောက်ဖျားကိုဥချပြီးစစ်တပ်ကခေါ်ဆောင်ရာနောက်သို့လိုက်သွားခဲ့ကြောင်းတမနာယုံသို့ခေါ်သွားရာလမ်းတစ်လျှောက်တမနာအိမ်အပေါ်ထက်အောက်ထက်နဲ့တရားယုံသို့သွားရာလမ်းတမနာယုံတို့တွင်အကျန်းဖက်ဝစ်ဆောင်ပြည့်အောင်ဝစ်ဆင်ထားသောစစ်သားများကိုတွေ့ရှိရကြောင်းသိရှိရပါသည်။တရားရုံးသို့ရောက်သည့်အခါ ိုင်ငံတော်သမရဝင်းမြင့်ရုံခန်းဝင်ဝါရှိခန်းတခန်းတွင်းတို့သမရဝင်းမြင့်ကိုစစ်တပ်ကခေါ်ဆောင်လာပြီးခုံပေါ်တွင်ထိုင်ခိုင်းခဲ့ကြောင်းရင်းနောက်ဗိုလ်ချုပ်ကြီးသို့မဟုတ်ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦးဝင်လာပြီးနိုင်ငံတော်သမရဝင်းမြင့်အားကျမ်းမာရေးအကြောင်းပြကနှုတ်ထွက်ပေးရန်ပြောဆိုဖိအားပေးခဲ့ကြောင်းနိုင်ငံတော်သမရဝင်းမြင့်ကနှုတ်ထွက်မပေးနိုင်ကြောင်းအသေးခံမည်ဖြစ်ကြောင်းစစ်တပ်အနေဖြင့်ဥပဒေနှင့်အညီလုံးတင်ကြောင်း အာဏာမသိမ်းတဲ့ကြောင်းတုံ့ပြန်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ယင်းနောက်နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကိုစစ်တပ်ကအခမ်းတို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်းအခမ်းတွင်လည်းစစ်တပ်က24နာရီအမြဲမပြတ်စောင့်ကြည့်ခဲ့ပြီးဖျားကန်းထမင်းစားကန်းသွားသည့်အချိန်တွင်ပင်စစ်တီတော်များလိုက်ပါစောင့်ကြည့်ခဲ့ကြောင်းနိုင်ငံတော်သမ္မတဦးဝင်းမြင့်အုံပြုနေသောဆက်သွယ်ရေးအခမ်းမှဆက်သွယ်ရေးပစ္စည်းများလည်းတခုမှမရှိတော့ကြောင်း နိုင်ငံတော်တမနာဦးဝင်းမြင့်ဤဆက်သွယ်ရေးဆိုင်ရာပစ္စည်းများကိုလည်းစစ်တပ်ကတင်ရှိခဲ့ကြောင်းသိရှိရပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နေ့လယ်ပိုင်းအချိန်ရောက်ဒီခါစစ်တပ်ကနိုင်ငံတော်တမနာဦးဝင်းမြင့်ကို၃ရက်အတွင်းနိုင်ငံတော်တမနာအိမ်တော်မှပြောင်းရွှေ့ပေးရမည်ဟုအမိန့်ပေးလာကြောင်းထို့ကြောင့်နိုင်ငံတော်တမနာဦးဝင်းမြင့်ကမိသားစုပစ္စည်းများကိုရှိသည့်လိုဖြင့်ဖြစ်သလိုတင်ရှိခဲ့ရကြောင်း2021ခုနှစ်ဖေဖော်ဝါရီလ၄ရက်နေ့ည9နာရီဝန်းကျင်ခန့်အချိန် ဝင်းကြီးများအိမ်ရာဘက်ရှိနေအိမ်တလုံးလိုနိုင်ငံတော်သမရဦးဝင်းမြင့်မိသားစုကို ပြောင်းရွှေ့ပေးခဲ့ကြောင်းသိရှိရပါတယ်။နိုင်ငံတော်သမရဦးဝင်းမြင့်ကိုဝင်းကြီးများအိမ်ရာဘက်ရှိနေအိမ်သို့ပြောင်းရွှေ့ပြီးနောက်အနီးကပ်တွင်စာယာဖအဖွဲ့များခြံတွင်းဘက်တွင် အကြမ်းဖက်စစ်သားများရဲများကစောင့်ကြည့်ခဲ့ကြကြောင်းသိရှိရပါတယ်။ယင်းနောက်လေးလနေပါအကြာ2021ခုနှစ်မေလ9ရက်နေ့ည12:00နာရီဝန်းကျင်အချိန်နိုင်ငံတော်သမရဦးဝင်းမြင့်ကို ဝင်းကြီးများအိမ်ရာဘက်ရှိနေအိမ်မှာနောက်တနေရာသို့ပြောင်းရွှေ့ခဲ့ကြောင်းထိုနေရာမှာမြစ်တိနေရာဆိုသည်ကို မသိရှိကြောင်းနောက်တနေရာပြောင်းရွှေ့သည့်နေအိမ်မှာအတွင်းအပြင်မမြင်ရစေရန်ကာရန်ထားကြောင်းအကြမ်းဖက်စစ်သားများဆာယာဖတ်များစောင့်ကြည့်ခဲ့ပြီးတရင်စာရုပ်မြင်သံကြားတို့မကြည့်ရပဲပြင်ပလောကနှင့်အဆက်အသွယ်ပြတ်တောက်ခဲ့ရကြောင်းနိုင်ငံတော်သမ္မတဦးဝင်းမြင့်က တရားရုံးတွင်ထွက်ဆိုထားကြောင်းသိရှိရပါတယ်ရှင်။ ုတင်ပြသွားလေးတွေကတော့2025ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာဖြစ်ခဲ့တဲ့ထူးခြားဖြစ်စဉ်လေးတွေဖြစ်ပါတယ်။အခုလိုထူးခြားဖြစ်စဉ်လေးတွေကို BM Daily Report ကနေနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ BM Report Channel လေးကို Like Subscribe နဲ့ Share လုပ်ပေးခြင်းဖြင့်နေ့စဉ်ထူးခြားတဲ့အကြောင်းအရာများကိုနားဆင်နိုင်မှာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ BM Report Channel ကိုနားဆင်ပေးကြတဲ့ပရိသတ်တအူးချင်းစီကိုထူးကျေးဇူးတင်ရှိပါတယ်ရှင်။